ောင်းဆိုတာဆိုပါကျွန်တော်ရာ PR organ မြန်မာ regional လေးကနေနေထိစွာပြန်လေးကြိုးဆိုလိုက်ပါတယ်။အာဆီယံအစည်းအဝေးမှာမြန်မာအရင်နဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်နဲ့တည်ရောက်မှုများဆိုတဲ့ခေါင်းစဉ်နဲ့မမခမီဒီယာကရေးသားထားတဲ့တဲ့ရင်သုံးတက်ချက်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဆုံးထိကျေးဇူးနာဆင်ပေးကြပါအောင်ခင်ဗျာ။အာဆီယံအဖွဲ့ရဲ့နှစ်စဉ်ဂျပန်နဲ့ကြာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်ပြည်သူတွေတက်ရောက်လာတဲ့ဒီညလာခံကို2025ခုနှစ်ရဲ့အလစ်ချနိုင်ငံဖြစ်တဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပ နေတာဖြစ်ပါတယ်။ဒီနေ့အာဆီယံကောင်းဆောင်တွေရဲ့ညီလာခံရဲ့ထူးခြားချက်ကအမေရိက၊ဥရောပ၊အာဖရိကနဲ့ အာရှတိုက်ဒုက္ခလိုကောင်ဆောင်တွေကိုဖိတ်ကြားခဲ့ပြီးအာဆီယံအဖွဲ့တွေရဲ့အရေးပါမှုကိုပုံမထင်ရှားစေတဲ့ညီလာခံတစ်ခုလေးဖြစ်ပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထင်မှာမြန်မာနိုင်ငံကစစ်ကောင်ဆောင်ကိုဖိတ်ကြားခြင်းမရှိဘဲနိုင်ငံကြီးဝန်ကြီးဌာနရဲ့အမြင့်တမ်းအတွင်းဝန်ကိုသာတက်ရောက်ခွင့်ပြုပြီးကျန်းအာဆီယံဖွဲ့ဝင်နိုင်ငံတွေကတော့ကောင်ဆောင်အလုံးတက်ရောက်ကြတာဖြစ်ပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံတွေအပြင်အမေရိကန်ပြည်ထောင်စုသမ္မတထရန်ပါရှားကတူဝန်ကြီးချုပ်အလက်ဆန်ဒါနော့ဘဲအိန္ဒိယဝန်ကြီးချုပ်မော်ဒီ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ဝန်ကြီးချုပ်လီချန်းအอสတြေးလျဝန်ကြီးချုပ်အယ်ဘနီစ်ဂျပန်ဝန်ကြီးချုပ်အသေးဖြစ်တဲ့ဆနာအေတာကာရှိဒန်ကိုရီးယားသမ္မတလီချေမြောင်းနဲ့နယူးဇီလန်ဝန်ကြီးချုပ်ခရစ္စတိုဖာလူဇွန်တို့တက်ရောက်ခေကြတာဖြစ်ပါတယ်မြန်မာနိုင်ငံအရှိဟာအာဆီယံအဖွဲ့ ဖို့မဖြစ်မနေဖြည့်ရှင်းဖို့အရေးကိစ္စတစ်ခုအနေနဲ့ရှုမြင်ထားပေမဲ့လေအခုလိုအာဆီယံအဖွဲ့ဝင်နိုင်ငံကောက်ဆောင်တွေနဲ့အဖွဲ့ဝင်မဟုတ်တဲ့ကမ္ဘာကောက်ဆောင်တွေတယောက်ကြာမဲ့အစည်းအဝေးတွေ့ဆုံမှုတွေကိုမြန်မာအရေးကိစ္စကအမှန်မို့သွားမဲ့အခြေအနေမျိုးမဖြစ်အောင်စီမံကိန်းတွေ ကြတာတွေ့ရမှာဖြစ်ပါလေမြန်မာအရေးနဲ့ပတ်သက်လို့အာဆီယံဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ဆွေးနွေးခဲ့ကြပြီးအော်တိုဘားလ26ရက်နေ့မှာထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်အချက်28ရက်ပါဝင်တဲ့ဒီထုတ်ပြန်ချက်ထဲမှာသုံးသက်ချက်15ချက်နဲ့ဆုံးဖြတ်ချက်73ချက်တော့ပါဝင်တာတွေ့ရပါတယ်သုံးသက်ချက်15ချက်ထဲမှာအထက်အပြင်အချက်5ချက်ပါအာဆီယံသဘောတူညီမှုကိုအနာဒင်းစစ်ဆိုရအနေနဲ့ဘလော့အကောင့်ထေဖို့ဆောင်ရွက်နိုင်တယ်လေဆိုတာကိုအနှစ်ကြာဥက္ကဋ္ဌရဲ့အကိဖြတ်အစဉ်ကန်စာရ အာဆီယံသဘောတူညီမှု၅ချက်ကိုတည်တာထင်ရှားတဲ့အကောင့်တွေပုံမှုတွေမရှိသေးတာကိုတွေ့ရတယ်လို့လည်းဆိုထားပါတယ်။ဒါကြောင့်အဆိုပါမှု၅ချက်ကိုဆက်လက်ကိန်းဆွေးထားပြီးအဲ့ဒီမှု၅ချက်ကိုဆက်လက်အကောင့်တွေပို့ဖို့တိုက်တန်းသွားမယ်လို့လည်းဆိုထားပါတယ်။မြန်မာနိုင်ငံကလက်နက်ကိန်းအဖွဲ့အလုံးကိုတိုက်တွန်းတာကတော့အကြမ်းဖက်မှုတွေရှုံနေသွားအောင်လုပ်ဖို့အရသာတွေနဲ့ဂျက်ဖက်ဆိုင်ရာအဆောက်အဦတွေကိုတိုက်ခိုက်ခြင်းမပြုကြဘော။ယခုနှစ်ဆန်ပိုင်းမန္တလေးစကိုင်းဒေသကိုငလျင်ပေးချရောက်ပြီးနော် ာဆီယံအဖွဲ့ကတိုက်တွန်းခဲ့သလိုပဲလက်နက်ကင်အဖွဲ့တွေကြားဖြစ်ခဲ့ရက်စီကြဖို့တိုက်တွန်းချက်ကိုထပ်မံပြီးထိသွင်းတောင်းဆိုထားတာတွေ့ရပါတယ်။ဒေသတွင်းနိုင်ငံတွေနဲ့ကပတခြားဒေသကနိုင်ငံတွေကိုလည်းလူသားချင်းစာနာမှုအကူအညီ AHA စင်တာကတဆင့်တုံ့မြက်ပေးဖို့တိုက်တွန်းထားတာတွေ့ရပါတယ်။မြန်မာနိုင်ငံကပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းတွေအားလုံးပါဝင်တဲ့ပြည်ဆောင်ဆွေးနွေးမှုလှုပ်ဆောင်ကြဖို့အာဆီယံရဲ့အထူးကိုယ်စားလှယ်ရဲ့ ဂျပန်မှုတွေကိုဆက်လက်အပြေထောက်ခံကြောင်းဖော်ပြထားပါတယ်အလုံးပါဝင်တဲ့တွစ်ဆုံဆွေးနွေးမှုကိုရွေးကောက်ပွဲမတင်ခင်မှာလှုပ်ဆောင်ဖို့လေးတိတ်တန့်ထားပါတယ်စူပါတွစ်ဆုံဆွေးနွေးမှုကနေမြန်မာနိုင်ငံနဲ့ကိုယ်တိုင်ဥဆောင်တဲ့ကိုပိုင်ကြီးချမ်းရဲ့အစီအစဉ်တရက်ထွက်ပေါ်လာဖို့ဥတည်ဆောင်ရွက်ဖို့လေးတိတ်တန့်ထားပါတယ်အထက်ကအခြေအနေတွေမဖြစ်ထွန်းခင် ိုးငါးချက်ကိုထိရောက်စွာအခွင့်အရေးမဖိုးနိုင်သေးတဲ့အခြေအနေမှာနိုင်ငံရေးအရာအခန့်အပ်ထားတဲ့ကိုယ်စားလှယ်တယောက်ခွင့်မပြုဖို့ဆုံးဖြတ်ချက်ကိုဆက်လက်ထိန်းသိမ်းထားဖို့လေးထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။အာဆီယံရဲ့ထုတ်ပြန်ချက်ကိုခြုံငုံပြီးတုံ့တက်ကြည့်မယ်ဆိုရင်မူငါးချက်အကောင့်တွေဖော်မှုအားနည်းနေသေးတယ်ဆိုတဲ့အကြေဖြတ်ချက်ရွက်ောက်ပွေမတင်ခင်အလုံးပါဝင်တဲ့တွစ်ဆုံဆွေးနွေးမှုမျိုးလှုပ်ဆောင်ဖို့တိုက်တွန်းခြင်းနဲ့လူသားချင်းစာနာမှုအကူအညီ AHA လို့အတူကောက်ရေးခေါ်ဆိုကြတဲ့အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာက ားတစ်ဆင့်တိုးတက်ကူညီပေးကြဖို့အချက်တွေကိုအဓိက သပေးထားတာဖြစ်ပါတယ်မြန်မာနိုင်ငံအတွင်းမှာစစ်ပွဲတွေပဋိပက္ခတွေလူသားချင်းစာနာမှုဆင်ရအကူအညီအရေးတကြီးလိုအပ်နေတဲ့အချိန်မှာပဲနေဆက်ဒေသတွေမှာဖြစ်ပေါ်နေတဲ့ online မိလိုင်လေးခင်းတွေရဲ့ပြဿနာကိုလေးခင်းတွေဖြေချင်းကြဖို့အရေးကြီးတယ်ဆိုတာကိုဖော်ပြထားတာတွေ့ရပါတယ်ပြည်ထဲမှာတော့နိုင်ငံတကာကိုပါအနာသိစစ်တပ်က၎င်းတို့ကျင်ပမဲ့ရွေးကောက်ပွဲကိုမြန်မာနိုင်ငံရဲ့အချက်အတေကထပ်ပေါက်တစ်ခုအဖြစ်စီပန်ခင်ရောင်းချနေပေမဲ့ရွေးကောက်ပွဲဟာအခြေအနေတွေပုံမှုချုပ်ထွေစေပြီးစေဝန်ကွေးစေနိုင်တယ်လို့ KNA ခေါင်းဆောင်ကအခုရ ပိုင်းအတွင်ပြုဆိုထားတာလေးဖြစ်ပါတယ်။အာနာသိန်းစေကောင်းဆောင်ဆက်နာတင်ထားပြီးနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေတက်ကြွလှုပ်ရှားသူတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေမြေပေါ်မှာလုတ်ကိန်နှိမ်ချဲမရှိတဲ့အနေအထားမြန်မာနိုင်ငံအနှံ့အပြားမှာစစ်ပွဲတွေဖြစ်ပွားနေတဲ့အနေအထားလူအခွင့်အရေးချိုးဖောက်မှုအစုလိုက်ပြုံးလိုက်တက်ဖြတ်ခံရမှုတွေဖြစ်ပွားနေချိန်မှာရွက်ကော့ပွေကျင်းပနာဟာ စေတနာကိုပြည်လီစင်ပဲလောက်ဆောင်မှုမဟုတ်ဘူးလို့ပြည်တွင်းကရောနိုင်ငံတကာကပါချုပ်မြင်ကြပါတယ်။အချို့သောအင်ဒီရှင်းနိုင်ငံတွေကတော့ရွက်ကောက်ပွဲကိုထောက်ခံကြတာလည်းရှိနေပြီးတရုတ်နိုင်ငံနဲ့အိန္ဒိယတို့ဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်ကတော့မလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံရဲ့ရွက်ကောက်ပွဲကိုအာဆီယံနေနဲ့တာစီဖို့မဖြစ်နိုင်ကြအောင်ထောက်ဖို့ပြောဆိုခဲ့ပါသေးတယ်။မြမအရေးဖြစ်ရှင်ဖို့ဆိုရမှာအာဆီယံဖြစ်ဖြစ်အမေရိကန်ပြည်ထောင်စုဖြစ်ဖြစ်ဒါမှမဟုတ်ကုလသမဂ္ဂလို့ နိုင်ငံများနဲ့ရှိတဲ့အဖွဲ့တွေပါဝင်တဲ့အဖွဲ့အစည်းတွေကဖြည့်ရှင်းပြဖို့မျိုးလင့်နေတာတွေဟာလက်တွေမှာဘာမှအကောင့်တွေဖော်လာမှာမဟုတ်တဲ့အချက်ကိုမြန်မာနိုင်ငံသားတွေတော်လိုင်းရဲ့ဘက်တော်သားတွေအနေနဲ့အခုအခါမှာနားလေသဘောပေါက်တင်ပြီးဖြစ်ပါတယ်တော်လန်ပြည်သူတွေအနေနဲ့လည်းဒါကိုလက်ခံထားကြပြီးဆိုရင်တော်လန်ဖွဲ့အစည်းတွေအနေနဲ့ကိုယ့်ပြည်တွင်းမှာနဲ့ တော်လှန်ရေးအောင်ပွဲခုစီကိုရှိတက်နိုင်ဖို့အတွက်ဘလို့စူးစီညီညွတ်မှုတွေနဲ့ရှစ်ဆက်ကြမလဲဆိုတာကိုပဲအပြေချကြမှာဖြစ်ပါတယ်တော်လှန်ရေးဟာစေလုံးညီညွတ်မှုမရှိတဲ့အတွက်ကျွန်တော်တို့နောက်ကျနေတာဖြစ်ပါတယ်အောင်ပွဲနဲ့ဝေးနေတာဖြစ်ပါတယ်သူတလူငါတမင်သူတစ်ဖွဲ့ကိုတစ်ဖွဲ့တော်လှန်ရေးလုပ်နေတာဟာတကယ်တော့စကားစကိုတွားပြီးတော့ပြန်စနေတာနဲ့ပဲတူပါတယ်အမှန်တကယ်တော်လှန်ရေးအောင်ပွဲ ရှိတဲ့နိုင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့စုစည်းညီညွတ်မှုတာလျင်အဖြစ်ဖြစ်ပါတယ်။တော်လန်အဖွဲ့အစည်းတွေရဲ့စုစည်းညီညွတ်မှုဟာကျွန်တော်တို့တော်လန်ရေးတော်လန်ပြည်သူတွေအတွက်လုံးဝဆန္ဒရှင်စနစ်ကိုအမြင့်ဖြုတ်နိုင်မဲ့အတိတ်ကကြတဲ့မဟာဗျူဟာတရဖြစ်တယ်ဆိုတာကိုတော်လိုင်းရဲ့အဖွဲ့အစည်းတွေအားလုံးသဘောပေါက်ကြခြင်းဖြင့်ဆက်လက်ပြီးတော့တော်လိုင်းရဲ့အတွက်ရှိတဲ့တွားကြမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအစွန်တီကျေရှူနာဆင်ပေးကြတဲ့တော်လိုင်းမီဖာပြည်သူညေကောမတော်များအားလုံးကိုထူးချီးကျူးတဲ့ရှိပါတယ်အားလုံးကပြည်သူပြည်သားများနဲ့တော့မြန်မာပြည်သူပြည်သားများအားလုံးပြည့်ကင်ကျန်းမာကြပါစေခင်ဗျာ